မဆော့တယောက်ဈေးရောက်ပြီးအပြန်နားနေကြညောင်မင်းကြီးအောက်ကိုဝင်လိုက်တယ်ဆိုရင်ပဲတိရိတ်ကအေးမြသွားပါတယ်။နေကဘူးလူကပန်းလာတော့ညောင်မင်းအောက်ကရေအိုးစင်ကရေတခွက်ကိုခတ်တောက်လိုက်ပါတယ်။ ရင်ထဲမှာအေးသွားတဲ့ရေအကြောင်းအမောပြေသွားကရေအိုးစင်တဲ့တကွာရေလူရန်းသူတွေကိုရည်စူးပြီးတော့မြစ်တာပို့လိုက်ပါတယ်ရေကုသိုလ်ရှင်များကျမ်းမှချမ်းသာကြပါစေတော့ရေတောက်ပြီးလို့ညောင်မရိတ်မှာအပန်းဖြစ်ရင်လည်းမိမိဘဝရှိရေကိုတွေးနေမိပါတယ်အစောအားမြမရိုးရမုံလေးတွေဖြစ်တဲ့မုံလကောက်မုံကြစီမုံကြိုသွင်းအစရှိသဖြင့်အစင်ပြေရမုံလေးတွေကိုမုတ်ဆိုးမမိခင်ကြီးကလှုပ်ပေးတာကြောင့်မတ်စောကရွာစင်လဲပြီးတော့ရောင်းနေရပါတယ်မတ်စောမှာတော့နေသိမ့်မကောင်းတဲ့မိခင်ကြီးနဲ့အပြိုရွယ်ညမလေးတယောက်ရှိပါတယ်ညမလေးကိုမခိုင်းရတဲ့မတ်စော ကသူသာအပင်ပန်းခံနေပါတယ် နေလောင်ထားတဲ့မတ်စောရဲ့အသားရည်နဲ့ရွက်ချမ်းရည်ကျူရုပ်ကလေးကမတ်စောရဲ့ရှိရင်းစွဲအသက်ထက်ကိုအိုနေတယ်လို့ထင်ရပါတယ်။မတ်စောရွာနဲ့အနီးနားရွာတွေကတိတ်မဝေးလားတဆက်တည်းလို့ဖြစ်နေကရွာနှစ်ရွာကြားကဒီညောင်မင်းကြီးကတော့မတ်စောအတွက်တော့တထောင်နားစရာနေရာဖြစ်နေပါတယ်။တခါတလေထမင်းတို့ပါလာပါကအပင်ရောက်ကနတ်စင်ကလေးကိုအရင်ပူဇော်ပြီးမှစားပါတယ်။စားပြီးသားထမင်းကြံဟင်းကြံလေးတွေကိုလည်းအပင်ပေါ်မှာရှိတဲ့ငက်ကလေးတွေကိုကျွေးပြီးတော့မုန်းကြံလေးတွေကိုလည်းအမြဲကျွေးလေးရှိပါတယ်။မတ်စောကလူကမချမ်းသာပဲမလဲစိတ်ထဲကချမ်းသာပါတယ်။လူကျင်တန်းကျင်စိတ်ကျွေးကျင်မွေးကျင်စိတ်ကလေးကလည်း ည်းရှိပါတယ်။အခုတလောမတ်စောတွင်းနေတာကမတ်စောတို့ရဲ့ရှေ့ရွာမှာဖျားပွဲရှိပါတယ်။အဲ့ဒီဖျားပွဲဟာအလွန်စီကားပြီးတော့တနစ်တခါကျင်းပလေးရှိပါတယ်။ဇက်ပွဲတွေဆိုတာကလည်းရန်ကုန်ကလာတဲ့အဆူတော်တွေပါပါလာတာကြောင့်စတိတ်ရှိုးတွေနဲ့တိုးမပေါအောင်စီကားလာပါတယ်။ ရှိတဲ့များယွာနီးနကယွာသူယွာသားတွေသာမကပဲအနီးပတ်ဝန်းကျင်ကမြို့ကလေးတွေကပါလာကြတာကြောင့်ဒီပွဲမှာနှွဲဖို့ဝက်ကောင်းစားလာတွေကို ယခုတည်းကကြိုတင်ချုပ်ထားကြပါတယ်။တနစ်တခါသာအားခဲထားရတဲ့ပွဲမှုလည်းအပြိုင်ကျဲရန်ကြိုးစားနေကြလိမ့်ပြီဖြစ်ပါတယ်။မဆော့တယောက်ကလည်းသူများနေ့တို့ဒီဖျားပွဲကိုအားခဲထားပါတယ်။ညီမလေးကိုလည်းလက်အောင်ဆင်ပေးကြပါတယ်။အဲဒါကြောင့်မဲဒီအပိုင်းမနာမနေကြိုးစားပြီးတော့ရောင်းနေရပေမဲ့လည်းတခါတလေအားငယ်မိပါတယ်။မိမိရဲ့မပြည့်စုံတဲ့ဘဝကိုစိတ်ကုန်ကျင်လာပါတယ်။နေတတူကလုံနေရတဲ့ဒီလုပ်ကိုလည်းစိတ်ကုန်လာမိတာကြောင့်မျက်ရည်များပင်ဝဲလာမိပါတော့တယ်။ တ်စောဟိုတွေးတီတွေးနဲ့မနက်စောစောထပြီးတော့အလုပ်လုပ်ရကအိတ်ရေးပြတ်တာကြောင့်ငုတ်တုတ်ထိုင်ရင်လည်းဈေးပန်းချကမေးကနေအိပ်ပျော်သွားပါတယ်။မြင်များကြောင်အိပ်ပျော်သွားတယ်တော့မသိပါဘူး။အမအမ မဆောကိုလုံနိုးလိုက်တဲ့တန်ကြောင့်လန်နိုးတော့ကမျက်လုံးတွေဖြန့်ကြည့်လိုက်ပါတော့တယ်။ခန့်ငယ်ငယ်မိန်းကလေးနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။မဆောကသူတို့တခါမှလည်းမမြင်ဘူးပါဘူး။အဲဒီမိန်းကလေးတွေဝစ်စင်လာတဲ့အဝတ်အစားတွေကိုလည်းမဆောတခါမှမတွေ့ဘူးပါဘူး။လာပါတဲ့အဝတ်အစားတွေဖြစ်ပြီးတော့တယောက်ကအပြာဖြော့ရောင်ဝမ်းဆက်ကိုဝတ်ထားပြီးတော့နောက်တယောက်ကတော့နန္တာရောင်ဝမ်းဆက်ဖြစ်ပါတယ်။ခန္ဓာကိုယ်မှာလည်းလက်ဝတ်လက်စားတွေအပြည့်ဝစ်စင်ထားပါတယ်။မဆောကငင်းနေတုန်းမှပဲ။အမမုံနေကြံနေသေးရလား။ညီမတို့ကဝယ်မလို့ပါ။အော်အေးကြံသေးတယ်ဘာမှမစားမလဲ။မဆောကကြံနေသေးတဲ့မုံတွေကိုပြတဲ့အခါမှာတော့ အမကြံတဲ့မုံတွေအကုန်ယူမယ်လေ။ကောင်မလေးနှစ်ယောက်ကမုံကြံတွေကိုအကုန်ယူမယ်ဆိုတော့မဆော့အလုံးဝမ်းသာသွားခဲ့ပါတယ်။ဒါပေမဲ့လေမကျမတို့မှာပတ်စံတော့မပါဘူးရှင်။အဲဒါကြောင့်ဒီလက်စွပ်ကလေးကိုမုံမိုးဖြစ်ယူထားလိုက်ပါနော်။ကောင်မလေးတစ်ယောက်ကသူ့ဝတ်ထားတဲ့ကြောင်နီလက်စွပ်လေးတစ်ကွင်းကိုမဆော့ကိုချွတ်ပေးနေတာကြောင့်စိတ်ကောင်းရှိတဲ့မဆော့ဟာပတ်စံမပါလဲအလကားစားသွားပါညီမတို့ရဲ့။ဒါနဲ့ညီမတို့ကဘယ်လိုသွားမှာလဲ။ဒီနီးနားရွာတွေမှာတော့အမမသိတာမရှိသလောက်ပါပဲ။ဘယ်သူဝင်သွားကြမှာလဲ။မျက်နှာစင်းဧည့်သည်တွေထင်တယ်။ ဟိုလက်စွပ်တော့မြူရစင်နေကွယ်တံမို့ကြည့်လို့ပါကျမတို့ကဧည့်သည်တွေလည်းမဟုတ်ပါဘူးဖះပွဲကိုကြိုလာကြပါနေတာကလည်းတိတ်မွေးလာပါအောင်ရှင်ဟုတ်ပါတယ်မားညီမတို့ပေးရဲ့လက်စွပ်လေးကိုတော့ယူပါနော်မကြခင်အမနဲ့ညီမတို့ပြန်ဆောင်ကြမှာပါ မဆောကိုလက်စွပ်တင်းပေးပြီးတော့ထွက်သွားတဲ့ကောင်မလေးနှစ်ယောက်ကိုငေးကြည့်ရင်လည်းမဆောအန်အောဝမ်းသာတယ်လို့ဝမ်းနေတယ်လို့ခံစားလိုက်ရပါတယ်။လက်စွပ်ကလေးကိုလက်မှာဝတ်ပြီးတော့ကောင်မလေးနှစ်ယောက်ကြောင်တွေးပြီးတော့အိမ်ပြန်လာခဲ့ပါတယ်။နောက်ရက်မှာတော့လက်စွပ်ကိုမြို့မှာတွားရောက်တဲ့အခါမှာအလွန်အဖိုးတန်တဲ့ရှင်းအောင်ဗရမြလက်စွပ်ကလေးမလို့ဈေးကောင်းရလာခဲ့ပါတယ်။မဆောကလည်းတခါမှမကင်မှုတဲ့ငွေတွေရတာကြောင့်ဖျားပွဲအတွက်အဝတ်အစားအသုံးဆောင်နဲ့သူညီမလေးလိုချင်တာတွေကိုဝယ်လိုက်ပါတယ်။ပိုက်ဆံမရှိတာကြောင့်ဈေးမကူနိုင်ဖြစ်နေတဲ့အမေကိုလည်းမြို့မှာဈေးကန်းပြကဈေးတွေဝါးတွေဝယ်ပြီးတော့ကုသပေးလိုက်တာကြောင့်နေကောင်းသွားခဲ့ပါတယ်။မဆောကလက်စွပ်ပေးသွားတဲ့ ောင်မလေးနှစ်ယောက်ကိုနေတိုင်းမြစ်တာပို့ပါရတယ် သူတို့အတွက်တော့ကျေးဇူးရှင်တွေမဟုတ်ပါလားသူတို့မိသားစုလည်းပျော်နေကြပါတယ်ဒီလိုနဲ့ပဲဖះပွဲကြီးဟာချင်းချင်းတဲ့ကျင်းမှာတော့မဆောတို့သားမိတွေသူများနီးတူပြုံးတပြော်ပြော်နဲ့ဖះပွဲလာလေကြပါတယ်ဒီလိုနဲ့ပဲဖះပွဲကြီးဟာချင်းချင်းတဲ့တဲ့ကျင်းမှာတော့မဆောတို့သားမိတွေသူများနီးတူပျော်တပြုံးပြုံးနဲ့ဖះပွဲလာလေကြပါတယ်ဖះပွဲက9ရက်တိုင်တိုင်ကျင်းပါတာဆိုတော့အမုန်းပျော်ကြပါတယ်ဖះပွဲစပြီး၄ရက်မြောက်တဲ့နေ့မှာတော့မဆောညရဲ့ရင်နဲ့အလွန်ထူးဆန်းလာတဲ့အိမ်မက်ကိုမှတ်ပါတယ်အိမ်မက်ထဲမှာလက်စွပ်ပေးထားတဲ့ကောင်မလေးနှစ်ယောက်ဟာနန်းဝတ်နန်းစားတွေဝတ်ထားပြီးတော့မဆောကိုပြုံးပြီးတော့ကြည့်နေပါတယ်ဘယ်လိုလဲ ထိန်တော်ကြီးရဲ့အတော်ပြော်ပါရဲ့လားအထိန်တော်ကြီးမရှိတော့တခင်မတို့ပြင်းနေတာအခုအထိန်တော်ကြီးပြန်လာခြင်းကြပြီလေမိန်းကလေးပြောတဲ့စကားကိုမဆောနားမလဲစွာနဲ့မေးလိုက်ပါတယ်ဘယ်ကအထိန်တော်ကြီးလဲရှင်အဲ့လိုမျိုးမေးလိုက်တော့ကောင်မလေးတယောက်ကဖြေလာပါတယ်အထိန်တော်ကြီးကတခင်မတို့ရဲ့တိုက်ကပါတခင်မတို့ရဲ့အထိန်တော်ကြီးလေလူပြည်ကိုအလေသွားခြင်းနဲ့ဆိုလို့ခနာခွင့်ပြုလိုက်တာပါလူပြည်မှာပျော်နေမှာဆိုလို့အထိန်တော်ကြီးလူလောကကိုစိတ်ကုန်အောင်ဒဏ်ခတ်ထားတာအခုကဖျားပွဲပြီလို့ရှိရင်ဖျားပြုပြင်မှာဆိုတော့အထိန်တော်ကြီးကတာသနာပြုပြီးတိုက်နှန်းရှင်တွေကိုအမြဝေပေးပါ မနက်3နာရီမှာအထင်းတော်ကြီးရဲ့အိမ်ရှိကနေရွှေရောင်မွေတကောင်ဝင်လာလိမ့်မယ်။အရိခါကြလို့ရှိရင်အထင်းတော်ကြီးကဓာတ်တစ်ထက်တစ်ချောင်းယူပြီးတော့အဲ့ဒီမွေကိုပိုင်းယူလိုက်ပြီးရင်သာသနာပြုအမျှဝေပေးပါ။မနက်3နာရီတိတိနော်။အဲ့လိုပြောပြီးပျောက်သွားတော့မဆောအိမ်မက်ကနေလန်နှုတ်သွားပါတယ်။သူတို့ပြောတာလည်းမှန်နေတာပါပဲ။ဖျားပွဲပြီးပါကဖျားပွဲမှာရတဲ့ငွေတွေနဲ့ဖျားကြီးပြုပြင်ကရွှေတင်ငန်းကက်လေးရှိတာမလို့သူလည်းလူချင်းနေတာကြပါပြီ။မဆောအဲ့လိုတွေးပြီးတော့အိမ်ကဓမ္မကိုယူပြီးတော့ရွာဦးเจ้าကအုံမောက်ခောက်တံကိုနားဆွနေပါတယ်။ ။အုံမောင်ခောက်တန်လဲကြရောမဆောကဒမ်မီတက်လက်နဲ့အိမ်ရှိကိုပြေးဆင်းသွားပြီးတော့အိမ်ရှိကအဝင်ပေါက်ကိုထိုးကြည့်လိုက်တဲ့အခါမှာတော့မကြခင်မှာပဲကောင်မလေးတွေပြောသွားတဲ့အတိုင်းရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့မွေတကောင်ဟာအလွန်လင်းမြန်စွာအိမ်ထဲကိုဝင်လာရမဆောကလည်းအံ့ဩလွန်းလာကြောင်ပါဇက်ဟောင်းလောင်းနဲ့ဖြစ်ပြီးတော့ကြည့်နေမိပါတယ်။မဆောကြည့်နေရင်ကနေဓာတ်နဲ့ရွယ်ပြီးတော့ခုတ်ဖို့လက်တုံနေတာနဲ့မွေမီးပိုင်းသာကမန်းကရန်ခုတ်လိုက်မိပါတယ်။ခုတ်ပြီးတာနဲ့ပဲမွေလည်းပျောက်သွားပါတယ်။နောက်တနေ့ဈေးကရွှေဆိုင်ကိုရောင်းရအလွန်အည်သွေးကောင်းတဲ့အခောက်ရွှေမလို့ဈေးကောင်းရပြန်ပါတယ်။မဆောကနောင်နာရမိပါတယ်။ ခေါင်းပိုင်းနာကကတ်ပြီးတော့မခုတ်လိုက်ရတာဟုတ်ပါဖះပွဲလဲပြီးရောဖះကြီးပြုပြင်အတွက်မစောတို့သားမိနဲ့တိုင်နှန်းရှင်များကောက်မှုဆိုပြီးတော့လူရန်ကရေစက်ချအမြပေးဝေပါတယ်မစောကလည်းဝမ်းသာလွန်းလွန်းမျက်ရည်တွေပင်ကျနေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အိတ်ရတဲ့ပြုံပြုံကြီးတည်နေတဲ့မစောအလောင်းကိုတွေ့လိုက်ကြရပါတယ်သိကြပါတယ်မစောဟာတိုင်နှန်းကိုပြန်သွားခဲ့ပါပြီဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန်နေတီလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာတော့ပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်